Hello, hello. Okay, hello, man. Mingla, Bobby. ကဲမင်္ဂလာပါ brother တို့ရေ Gobi page ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဗျာဆိုတော့ဒီ live ကတော့ကျွန်တော်ဒါ Premier League live နဲ့ဒီနေ့ရဲ့ဒါရွေးချယ်မှု live လေးဖြစ်ပါတယ်เนาะရှင်းပါတော့ကျွန်တော်ဒါနှစ်ပုတ်ပေါ့เนาะ Bundesliga နဲ့ La Liga တပုတ်လွှင့်တာနေဒါ Serie A တပုတ်တသက်ခွဲပြီးလွှင့်တာဖြစ်ပါတယ်ဒီ live ကတော့ Premier League ပွဲချုပ်သုံးဆုံးချက်၄ပွဲနဲ့အတူဒီနေ့ရဲ့ဒါရွေးချယ်မှုတွေပြန်ပြီးပြောပြီးမှာဖြစ်ပါတယ်เนาะအသေးလေးလက်မှတ်လေးတစ်ချောင်းချောင်းကိုညီပြီးတော့နှိပ်ပေးကြပါဦး brother တို့ရေကျေးဇူးများတင်ပါရယ်ဗျာ brother ရွှေကြီးမင်္ဂလာပါ Chan Chan လေးမင်္ဂလာပါဗျာတန်ဦးမင်္ဂလာပါ brother ရေเนาะအသေးလေးလက်မှတ်လေးတစ်ချောင်းချောင်း ကုညီပြီးတော့နှိပ်ပေးကြပါမလားတို့ကြီးကြီးတမိုင်းတင်ပါရဗျဆိုတော့ရှေ့မှာတော့ကျွန်တော် အဲပွဲအားလုံးတော့ကျွန်တော်လီဒီအားလုံးနဲ့ပွဲအားလုံးတော့ကျွန်တော်ပြောခဲ့တယ်ပေါ့လေနော်အော်ဒီ live ကတော့ဒါ Premier League နဲ့အတူဒီနေ့ရဲ့သုံးသက်ချက်ရွေးချယ်မှု live လေးအဲဒါပြောပြသွားမှာဖြစ်ပါတယ်နော်အော်ဘယ်ပွဲလေးကြိုက်လေးဗျာနော်အဲ့တော့ Liverpool နဲ့ West Ham လဲအဲဆိုးတော့မဆိုးဒါပေမဲ့ဒီထဲမှာရွေးချယ်တဲ့ထဲမှာ Wolverhampton နဲ့ Tottenham Hotspur လေးပါတယ်ဆိုတော့ Newcastle နဲ့ Manchester United ပါတယ်ဆိုတော့ Liverpool ဘက်ကတော့ဒါဟိုဟာ Mount ထဲမှာပဲပါတယ်ပေါ့နော်ဒီကြောင်းနဲ့တော့ရွေးချယ်မှု ဆိုတာထက်အဲမောင်းထဲမှာကျွန်တော်အဓိကထဲတာချက်စီနဲ့ Ipswich ပွဲကတော့ရှောင်ပါတယ်နည်းနည်းလေးအဲချက်စီခြေလေးအရန်ကြီးမကြိုက်တဲ့အချက်ကြောင့်ပေါ့နော်ဒါကြောင့်အဲ Premier League ကတော့ဒီလေးပွဲလုံးတော့မဆိုးတော့မဆိုးလို့ပြောရမှာဖြစ်ပါတယ်အဲပြီးရင်တော့ကျွန်တော်ဒီဒီ Benfica တပွဲထပ်ပြီးတော့ဒါမောင်းထဲမှာအပိုဆောင်ရွေးချယ်ထားတယ်လို့အဲဒီလေးသမောင်းလေးတောက်လျှောက်ပြောပြီးတော့မှာဖြစ်ပါတယ်မင်္ဂလာပါဗျ Brother Monkey E မင်္ဂလာပါဗျ Shine One အောင်မင်္ဂလာပါ Zobo မင်္ဂလာပါ Night Ut မင်္ဂလာပါ Turisa လက်မင်္ဂလာပါ Vlasa မင်္ဂလာပါ Hein မြတ်မင်္ဂလာပါဗျအဲ Zonphu ဝေမင်္ဂလာပါကိုတက်မင်္ဂလာပါ လက်ဖိုဝိုင်မင်္ဂလာပါကိုမင်းမင်္ဂလာပါဟိန်ထွန်မင်းခေါင်မင်္ဂလာပါဘိုးကြီးဘိုးကြီးမင်္ဂလာပါဆိုင်းငိမ့်မင်္ဂလာပါတန်အဲတန်ရှင်းဝေမင်္ဂလာပါဦးမြင့်နိုင်မင်္ဂလာပါကိုဖြိုးမင်းသိန်းနဲ့မင်္ဂလာပါဗျ brother မင်းတက်မင်္ဂလာပါချိုထွန်းမင်္ဂလာပါရှိုင်းလေးမင်္ဂလာပါလင်းထွန်းမင်္ဂလာပါရံမင်းမင်္ဂလာပါဗျ brother ပြေစုံမင်္ဂလာပါချိုထွန်းမင်္ဂလာပါ အဲရန်နိုင်မင်္ဂလာပါအောင်ဦးမင်္ဂလာပါ brother ကြီး brother အောင်လေးမင်္ဂလာပါဦးစိုးမြင့်မင်္ဂလာပါခဲ့အဲ့တော့ကျွန်တော်တို့စလိုက်ရအောင် brother ကြီးနော်အဲ့တော့ဒါ Premier League live နဲ့အတူဒါသုံးသချက်လေးဒီ live မှာပြောပြသွားမှာဖြစ်ပါတယ်အဲ့တော့ဒါ Wines Bet မှာဆော့ချင်တဲ့ညီကိုနေနဲ့လေ Wines Bet promo ဖြစ်တဲ့ GB 777ကိုအသုံးပြုရလေ100% bonus ကြီးရယူနိုင်ပါတယ်အသေးသေးသိရှိလို့ပါကဒါ အဲ customer service ဖြစ်တဲ့ဒီဒီ wise back မြန်မာ facebook page နဲ့တို့ရဲ့ဒါ website တို့မဟုတ် application ရဲ့ဒါ customer service call လေးကိုနှိပ်ပြီးတော့လေ24နာရီတိလို့ရတယ်မေးမြန်းလို့ရပါတယ်အဲ့တော့ဒါ premier league မှာအစောပွဲအနေနဲ့ကတော့ဒါ liverpool နဲ့ဒါ west ham ပွဲလေးကနေကျွန်တော်စပြီးပြောပေးသွားမှာဖြစ်ပါတယ်အဲ့တော့ liverpool အသင်းဟာအိမ်ခွင်းမှာနှလုံးကို90ပေါင်ကြီးဖွင့်လင့်ထားပြီးတော့ဒါ၃လုံး30ရှုံနဲ့ပြန်ကားထားပါတယ်အဲ့တော့လက်ရှိ liverpool အသင်းကိုပြန်ကြည့်ရမယ်ဆိုရင်ခြေစွမ်းအရာကတော့မစိုးပဲဆိုပေမဲ့ပြီးခဲ့တဲ့ပွဲမှာဒါ fulham နဲ့ပွဲမှာတို့အမှတ်ရော့ခဲ့တယ်ဗောလေအဲ့တော့ပရမအကျော့ ဒီ WhatsApp အင်ဝန်မှာလေဘူးအသင်းကဝေးဝန်းရနေတလုံးတရာရှုံးကြီးမှာ 5G ဆိုတဲ့ရလေလေးဖြစ်ခဲ့တာကြောင့်အခုပေးတဲ့ G အရာကတော့ဒါတော်တော်လေးပျော့တယ်လို့ယူဆရမှာဖြစ်ပါတယ်အဝေးဝန်းမှာတော့မှတလုံးတရာရှုံးပေးခဲ့တဲ့အနေအထားမျိုးမှာအင်ဝန်းတလုံးတရာရှုံးဆိုရဲကလေဘူး body G တော်တော်လေးပျော့ပါတယ်အဲ့တော့တကယ်တမ်းပေးတဲ့ G ကတော့နှလုံးသရေကြီးပေးရမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ပထမချက်မှာတလုံးတရာရှုံးအဝေးဝန်းမှာပေးတဲ့ပေးခဲ့တဲ့အချက်ကြောင့်ဒါနှလုံးသရေပေးရမှာဖြစ်ပါတယ်အဲ့တော့ ်လက်ရှိပြန်ကြည့်ရမယ်ဆိုရင်လီဗာပူးအသင်းကမနေ့ကအာဆင်နယ်အသင်းတီးတမှတ်ပဲဘရန်ဖို့နယ်ပွဲမှာရခဲ့တဲ့အချက်ကြောင့်လေလီဗာပူးပို့ပြီးတော့အဲလက်ရှိအမှတ်ကပိုလွယ်သွားတဲ့အနေအထားလေးရှိပါတယ်ဒါပေမဲ့ပြီးခဲ့တဲ့ဒီဖူဖူဟန်နဲ့ပွဲမှာလည်းဒီလိုပဲအဲဒီအေဗာတန်ကိုအေဗာတန်ကိုချင်တော့အာဆင်နယ်တီးကြခဲ့ပေမဲ့လေလီဗာပူးအသင်းဟာအဲဒီဖူဟန်ကိုအနိုင်ယူခဲ့ခြင်းမရှိဘူးဆိုတော့ဒီနေ့ပွဲမှာရောဝက်ဆန်အသင်းကို Grand Border Kain နဲ့ဝက်ဆန်အသင်းကိုလီဗာပူးစိုးမိုးနိုင်မှာမလားပေါ့လေအဲ့တော့နှလုံး60ဘောင်းမှာကျွန်တော်တို့ပြန်ကြည့်ရရင် ၃လုံး30ရှုံးဆိုတဲ့အချက်ကြီးဟာဝါဆန်ဘက်ကဂိုးရမယ့်အနေအထားမျိုးဖြစ်နေတယ်ဗျအဲ့တော့ပြီးခဲ့တဲ့ဒီဒီဝါဆန်ပထမအကြော့အင်္ဂုံမှာ၅ဂိုးပြန်နဲ့နိုင်တယ်ဆိုပေမဲ့လက်ရှိအနေအထားအရ၃လုံး30ရှုံးဆိုတဲ့ဂျီက2-1တပေါက်တော့နည်းနည်းလေးတော့ကြောက်ရတယ်ပေါ့လေလီဗာပူးကလက်ရှိနောက်ဆုံး၅ပွဲကိုပြန်ကြည့်ရရင်ဒီဖလားပွဲလေးလီတော့ပါတယ်၃ပွဲရှုံးနေထားတယ်၂ပွဲကတော့အေဗာတန်ကို1-0နဲ့နိုင်ပေမဲ့ဂျီကတော့မအောင်ဘူးဒါနှလုံးသီးဆောက်တန်အသင်းကိုလည်းနှလုံးတရာရှုံးချိန်မှာ3-1နဲ့ဆိုတော့နောက်ဆုံး၅ပွဲဇက်ကတော့လီဗာပူးအသင်းကဒါဂျီ အောင်ခြင်းမရှိထားတဲ့အနေအထားလေးတွားတွေ့ရပါတယ်အဲ့တော့ကျွန်မကဝက်ဆန်အသင်းကိုပြန်ကြည့်ရရင်လေဝက်ဆန်အသင်းကခြေစွမ်းတော်တော်လေးဆိုးပါတယ်เนาะနောက်ဆုံး၅ပွဲမှာတပွဲပဲဒါအနိုင်ရထားတယ်အဲ့တော့နှစ်ပွဲရှုံးနဲ့နှစ်ပွဲတည်ကြာတယ်နောက်ဆုံးပွဲတော့ဘုံမောက်အသင်းကိုတူးတူးနဲ့ပွဲပြီးထားတယ်ရှေ့မှာဝူဗာအမ်တန်အိမ်ကွန်းမှာဝမ်းစီးနဲ့ပွဲပြီးထားတယ်ဆိုတော့လက်ရှိအနေအထားရဝက်ဆန်လည်းအရန်ကြီးတော့နေရတဲ့ဒီမှာတော့မပါဘောလေနောက်တစ်ချက်ထူးခြားတာဟာဝက်ဆန်ယူနိုက်တက်အသင်းကလက်ရှိကောင်းဖို့နောက်ဆုံး9ပွဲမှာ6ပွဲတိတိ6အောင်ထားတယ်เนาะနောက်ဆုံးတပွဲပဲ ဘုံမောင်းတဲ့ဘွဲမှာဂိုးပေါ်ထားပါတယ်ဒါကို3လုံး30ချုံပေးတယ်ဆိုတော့ကျွန်တော်တို့ဒီဘွဲလေးနသိမောင်း3လုံးလောက်တော့ရောက်မယ်ထင်ပါတယ်3 C ကြီးပဲရောက်နိုင်တယ်လို့2 1လည်းရောက်နိုင်တယ်အချက်ကြောင့်လက်ရှိ Liverpool အသင်းက နယ်လီဘီယန်ဘရာဖြစ်နေတဲ့အနေအထားမျိုးမှာကိုသမားကလကာနဲ့ပဲပွဲထွက်မယ့်အနေအထားအရာကတော့ဝက်ဆန်ကိုးရမယ်လို့ပဲကျွန်တော်ယူဆတယ်နော်အဲ့လက်ရှိအနေအထားကတော့ဒီပွဲနေမယ်ဆိုရင်ကျွန်တော်ဝက်ဆန်အရေးဆုံးပြီးယူရမှာဖြစ်ပါတယ်ဂိုးဘောပိုကြိုက်ပါတယ်နော်အနေမယ်ဆိုဝက်ဆန်ဘော်ဒီဝက်ဆန်ကိုးဘောကြိုက်ပါတယ်နော်နောက်တစ်ပွဲကတော့ရှောင်းနဲ့ Chelsea နဲ့ Ipswich Town ပွဲပါအဲ့တော့ Chelsea ဘက်ကနှလုံး40ပေါင်းကိုသုံးလုံး50ရှုံးနဲ့ပြန်ကားထားပါတယ်ပထမကျော့ ် Ipswich Town အင်္ဂါမှာ Chelsea အဝေးဝန်းကနေလုံး90ရုံးပေးခဲ့ပြီးတော့2-0ဆိုတဲ့ရလဒ်လေးဖြစ်ခဲ့ပါတယ်ဆိုတော့လက်ရှိဒီနေ့ပေါ်မှာတကယ်ပေးတဲ့ GL လုံး90ရုံးပေးခဲ့တာကြောင့်ဒီနေ့ပေါ်မှာနှလုံး90ပေါင်းပြန်ပေးရမှာ Chelsea ဘက်ကနှလုံး90ပေါင်းပြန်ပေးရမှာဖြစ်ပါတယ်အဲ့တော့ပေးတဲ့ GL ပဲပေးထားတယ်ဆိုတော့3လုံး90ရုံးနဲ့ပြန်ကားထားပါတယ်အဲ့တော့လက်ရှိအဲနှလုံး30ရုံးအဲနှလုံး40ပေါင်းကိုမှ3လုံး90ရုံးဖြစ်တဲ့အတွက် Chelsea ဘက်ကကြီးပဲအောက်ထက် over 2.5ဖြစ်နိုင်တဲ့ chance တော့များပါတယ်ပြောချင်တာ Chelsea ဘက်က၃လုံးအထိတော့ရောက်နိုင်တယ်ဒါ့ပေမဲ့ Ipswich Town ကိုပြန်ကြည့်ရရင်လက်ရှိအနေအထားအရ Chelsea ထားတာမှာပိုပြီးတော့တိုက်စစ်ကမှန်နေတဲ့အနေအထားမျိုးတွားတွေ့ရတယ်ဘောနော်အဲ့ပြီးခဲ့တဲ့နောက်ဆုံးပွဲမှာတော့ Ipswich Town Wolverhampton ကို1-2နဲ့ပွဲပြီးတယ်ဘုံမောင်းတဲ့ပွဲမှာ1-2နဲ့ပွဲပြီးတယ်ဆိုတော့ Norwich Forest မှာလည်း2-4နဲ့ဆိုတော့ပြန်ပွဲဆုံးတောက်လျှောက်ကတော့ဒါ Ipswich Town က over 2.5အများစုတွေ့ရတယ်ဒီဘက်က Chelsea က goal out တွေလှိမ့်ကန်တယ်ဘောနော်နောက်ဆုံး6ပွဲမှာ5ပွဲက goal out ထားတယ်နောက်ဆုံးပွဲလေးရဲ့ဒီ Europa Conference မှာ0-3နဲ့ပွဲပြီးခဲ့တာဆိုတော့ ယူရိုပါကွန်ဖရင့်လေးရတဲ့၃ခုပြည့်နဲ့နိုင်ထားတာကြောင့်အရင်ကြီးအာယုံဆိုင်စီအကြောင်းမရှိဘူးဆိုတော့ချက်ဆီအာယုံဆိုင်ရမှာတခုပဲသူတို့ချန်ပီယံလိဒါဝင်ဝင်ရရရှိရတော့ပဲအာယုံဆိုင်ရမှာလက်ရှိချက်ဆီကအဆင့်6.53မှတ်နဲ့ရပ်တည်နေတာဖြစ်ပါတယ်အပေါ်ကအက်စတန်ဗီလာအဆင့်5က54မှတ်ဖြစ်ပြီးတော့အဆင့်5မှန်စီတီက55မှတ်ဖြစ်တဲ့အတွက်လက်ရှိဒီနေ့ဘောမှာနိုင်နာနဲ့56မှတ်နဲ့ဒါအဆင့်5ပြန်လဲရောက်ရှိတော့မှာဖြစ်ပါတယ်ဒါကြောင့် pressure တော့အနည်းငယ်လေးများတယ်ဆိုတော့နိုင်နာကတော့ချက်ဆီပဲနိုင်ပြဖို့ရခိုင်တော့များပါတယ်တစ်ခါ Iswich Town အသင်းကအဆင့်18မှာရမှတ်20နဲ့ရပ်တည်နေပြီးတော့အပေါ်က Wolverhampton န်နဲ့ဆန်နမတ်တိတိကွာနေတဲ့အနေအထားမျိုးမှာတိတ်တော့မဖြစ်နိုင်ဘူးပေါ့လေဒါကြောင့်လဲတဖက်က Wolverhampton က Tottenham Hotspur အသင်းကိုဒီနေ့ level 30ရုံပြန်ပြီး GP ထားတာဖြစ်ပါတယ်အဲ့တော့ဒီဒီပွဲကတော့ ်ချက်စီကိုတော့ expect ကြောင်းနေတယ်ဘလို့မှရှင်းနိုင်စရာအကြောင်းတော့မရှိဘူးဂျေးအရာပဲနေမယ်ဆိုတော့တေချာပေါက်ဒီဘွဲကချက်စီအနေနဲ့ outfit ကနှလုံးအထိရောက်နိုင်တယ်ဆိုတော့2စီးလေးတော့ကျွန်တော်စကြည့်ရမယ်ထင်တယ်ကန်ဆိုရင်တော့ကျွန်တော်2-1ဖြစ်သွားနိုင်တာကြောင့်ကျွန်တော်ဒီဘွဲလေးတော့ body တော့အရန်ကြီးတော့မကြိုက်ဘူးနေမယ်ဆိုရင်တော့ဒီဘွဲကချက်စီပဲနေတဲ့အနေထားမျိုးဖြစ်ပါတယ်အဓိကဂျက်ဆန်ကိုအဓိကဟိုမယုံကြည်တဲ့အချက်ပေါ့နော်တိုက်စစ်မှုဂျက်ဆန်ကသွင်းခြင်းလဲသွင်းတယ်မသွင်းခြင်းလဲမသွင်းဆိုတော့ဘလို့ပဲဖြစ်ဖြစ်တော့လက်ရှိဂျေးအရာကတော့ကျွန်တော်ဒီဘွဲလေးတော့ရွေးချယ်ထားခြင်းတော့မရှိဘူးဒါပေမဲ့နေမယ်ဆိုရင်တော့ချက်စီလေးတော့မဆိုးပါဘူးเนาะအဲ့တော့ဒီဘွဲတဲ့ဆန်ကျွန်တော် ော့ Wolverhampton ပွဲလေးပိုကြိုက်တယ် Wolverhampton ဟာ Tottenham Hotspur လို့အသင်းကို level 30ပေးထားတယ်ဗျပထမကြော့မှာ Tottenham Hotspur အိမ်ခွင်မှာကျွန်တော်တို့ဒါတလုံးတည်ရေးပေးအောင်ကျွန်တော်ကြေးလေးတွေပြအောင်နော် sorry ပါအဲ့တော့ Tottenham Hotspur အသင်းဟာပထမကြော့ဒီ Premier League မှာအိမ်ခွင်မှာတလုံးတည်ရေးကြီး Wolverhampton ကိုပေးခဲ့ပြီးတော့2-2ဆိုတဲ့ရလလေးဖြစ်ခဲ့ပါတယ်ဆိုတော့ဒီနေ့ဘက်မှာတကယ်ပေးတဲ့ကြီးက Tottenham Hotspur ဘက်ကအဝေးခွင်အနေနဲ့ level 100ရှုံး Wolverhampton ကိုပြန်ပေးရမှာဖြစ်ပါတယ် Tottenham Hotspur က level 100ရှုံးပေးရမယ်အစား ်ဝူဝမ်တန်က level 30ပေးတယ်ဆိုတော့ဝူဝမ်တန်ကြီးတော်တော်လေးပြင်းပါတယ်ဒါကလည်းကျွန်တော်ပြောပြောခဲ့ပြီတန်ဆင်းဆောင်ကဒီနေ့ဘက်မှာဝူဝမ်တန်တော်တော်ဟော့စပါကိုနိုင်နာနဲ့လုံးဝလွတ်မြောက်သွားမှာဖြစ်ပါတယ်เนาะအောက်ကလက်စတာတန်ဆင်းသွားရပြီဖြစ်တယ်အဲ့တော့ is with down လဲဒါဘလူးမှမှီနိုင်မဲ့အမှတ်မျိုးမဟုတ်တော့ဘူးအဲ့တော့လက်ရှိအနေထားရဝူဝမ်တန်မှာကဒါကစားသမားအင်အားလဲစူပွဲဝင်အင်အားလဲလူစင်းတိတ်မရှိတော့ဘူးတစ်ဖက်ကတော်တော်ဟော့စပါမှာဒီနေ့ဘက်မှာဆောင်းမင်းမပါဘူး ကူလာဆက်စကီမပါဘူးတန်းဆိုမပါတဲ့အနေထားမှာဖြစ်တာကြောင့်လာမယ်ပွဲဖရန့်ဖတ်နဲ့ပွဲအတွက်ပဲတော်တော်ဟော့စပါတို့အာယုံစိုက်ဖို့များပါတယ်နော်အဲ့တော့တော်ဒီဝိုးဗာဘလန်နေနောက်ဆုံးပွဲမှာအစ်ဆွေတောင်းကိုကြီးအောင်နဲ့ဝက်ဆန်းကိုကြီးအောင်နဲ့ဒီပြင်ဆောက်တဲ့အသင်းကိုကြီးအောင်ထားတယ်တောက်လျှောက်ဘုံမောက်အသင်းကိုကြီးအောင်ထားတယ်ဆိုတော့တောက်လျှောက်ချီစွမ်းကတော့ဒါငိမ့်နေလို့ပဲဝိုးဗာဘလန်ကိုပြောရမှာဖြစ်ပါတယ်တပတ်ကတော်တော်ဟော့စပါကတော့အိမ်ဝင်းမှာတော့ဝမ်းဝမ်းနဲ့ပဲကြီးနေခဲ့ရတဲ့အနေအထားမျိုးမှာဖရန့်ဖတ်အိမ်ဝင်းဟာပိုပြီးခက်ခဲမှာဖြစ်တဲ့အတွက်နော်ဒီလက်ရှိနေသားရဒုတိယအကြော့ကိုပဲတော်တော်ဟော့စပါအနေနဲ့အာယုံစိုက်ရမှာဖြစ်ပါတယ်လက်ရှိတော်တော်ဟော့စပါက ပရီးမီးယားလိမှာအဆင့်15 38မှတ်နဲ့ရပ်တည်နေတာဖြစ်တာကြောင့်ဘလို့မှဟိုအပေါ်ကိုရောက်ဖို့ရပရီးမီးယားလိအတွက်အာရုံစိုက်နိုင်မှာမဟုတ်ပါဘူးအဲ့တော့ဂိုးပေါင်းကြီးကိုကြည့်ရင်လည်းနှလုံးတရာရှုံးဆိုတဲ့ဂျီဟာဒါကြောင့်ဝူဗာမတန်ဘဲကိုကွဲမယ်အနေထားလေးရှိတာကြောင့်ဒီဒီဘယ်လိုတော့ဒီဝူဗာမတန်အဲဝိုင်းစ်ဒက်ဘယ်ချန့်စ်နေတော့မရှုံးနိုင်ဘူးဆိုတော့နေမယ်ဆိုတော့မြန်မာကြီးကတော့30ဆိုတော့အနေငယ်လေးတော့အဲရင်းရနိုင်တယ်တီးတပေါက်တော့အနေငယ်ကြောင်းရနိုင်တယ်ဘလို့ဖြစ်ဒီဘက်တော်တော်ဟော့စပါနိုင်စရာအကြောင်းမရှိတာကြောင့်ဝူဗာဟမ်တန်နေပဲနေရမှာဖြစ်ပါတယ်နော်ဝူဗာဟမ်တန်ပေါ်ပြီပါနောက်တစ်ပွဲကတော့ ဒါမန်ယူနဲ့ဒါနျူကာဆယ်ပွဲပါနျူကာဆယ်အင်္ဂလန်မှာနျူကာဆယ်ဘက်ကတလုံး40ပေါင်းပေးထားတယ်ဗျာနော်ပေးထားတဲ့အသင်းက United ဖြစ်ပါတယ်မန်ယူအသင်းဖြစ်ပါတယ်ဆိုတော့အဲ့လောက်ကြည့်အောင်နော်နျူကာဆယ်လိုမျိုးအသင်းကမန်ယူကိုတလုံး40ပေါင်းအထိ ပေးရလောက်အောင် United ကအဲ့လောက်ကြီးစုပ်ပြတ်တက်နေလာပေါ့လေအဲ့တော့ပထမအကြော့မှာ United အိမ်ခွင်းမှာဒဲကြီးပေးခဲ့ပြီးတော့ကျွန်တော်တို့ Z2 နဲ့ United ရှုံးနေခဲ့တာဖြစ်ပါတယ် Newcastle ကနှကိုးပြန်နဲ့ပထမအကြော့မှာ United အိမ်ခွင်းမှာနိုင်ခဲ့တာပါအဲ့တော့ဒီနေ့ပေါ်မှာတကယ်ပေးတဲ့ကြီးကပထမအကြော့မှာဒဲကြီးပေးခဲ့တာကြောင့် level တရာရှုံးကြီး Newcastle ကပေးရမှာဖြစ်ပါတယ်ဒါတောင်မှတော်တော် ပြင်းနေပါပြီဒါကိုတလုံးဒါ40ပေါင်းဆိုတဲ့အချက်ကတော့တော်တော်ကြီးပြင်းပါတယ်တမိုင်းတစ်ချောင်းမှာလည်း Newcastle အသင်းက United ကိုပေးတဲ့ကြီးအိမ်ခွင်းကနေပေးတဲ့ကြီးနှစ်ချိန်ပဲရှိပါတယ်2023လေးလပိုင်းမှာတစ်ချိန် level 50ရှုံးပေးတယ်2023 12လပိုင်းမှာတစ်ချိန် level တရာရှုံးပေးတဲ့1စီးနဲ့နှစ်ကြော်လုံးเนาะ1စီးတစ်ချိန်2စီးတစ်ချိန်အောင်းခဲ့တာကြောင့် level 50ရှုံးတရာရှုံးတော့အောင်းခဲ့ရင်အခုတစ်လုံး40ပေါင်ကြီးရတော့မအောင်စရာအကြောင်းတော့မရှိဘူးဗျနောက်တစ်ချက်က new garcia ပေါ့နော်အော်လက်ရှိ new garcia အသင်းကဒီဒီလက်ရှိဒီရာဒီရဲ့ premier league အသင်းဒီ၅သင်းဒါ Champion League ဝင်ခွင့်ရရှိသွားပါတယ်အဲ့တော့အောက်ကအဆင့်6အသင်းကတော့ Europa League ဝင်ဝင်ရမှာဖြစ်တဲ့အတွက်လက်ရှိအဆင့်9 Newcastle အသင်းဟာဒါ အပေါ်ကအသင်းဒီအာဆင်နယ်တို့ဒီနော်ဒါဖော်ရက်စ်တို့32ပွဲကံပြီးကိုလက်ရှိနယူကာဆယ်က2ပွဲအလိုကိုမှ53ပွဲနဲ့ယက်တည်နေတာဖြစ်တဲ့အတွက် ဒါနှစ်ပွဲလုံးနိုင်မယ်ဆိုတော့56မှတ်နဲ့အတူဒါအပေါ်ကချန်ပီယံလိဝင်ခွင့်ပြန်လဲရရှိမှာဖြစ်တဲ့အတွက်ဒီကြောင့်နျူကာဆယ်ကဒီနေ့ဘက်မှာမနိုင်နိုင်အောင်ကန်လာမှာဖြစ်ပါတယ်နျူကာဆယ်ရဲ့လက်ချံပွဲချက်ဒီမှာလဲအာဆင်နယ်ပွဲချက်ကြံသေးတယ်ချက်စီးပွဲချက်ကြံတယ်ဘရိုက်တန်ပွဲချက်ကြံတယ်အက်စတန်ဗီလာအင်္ဂွင်းပွဲချက်ကြံသေးတယ်ဗျဒါဒီလိုမျိုးအနေထားမျိုးမှာလက်ရှိယူနိုက်တက်အသင်းကိုပြီးတဲ့ဂျီဟိုင်ဒါနျူကာဆယ်အနေနဲ့ဒီဘက်ကဒီကြောင့်သုံးမှတ်အနိုင်ရရှိဖို့ကြိုးစားလာမှာပါတစ်ဖက်ကယူနိုက်တက်ကိုပြန်ကြည့်ရရင်ယူနိုက်တက်ဟာလိုင်ယွန်အင်္ဂွင်းမှာယူရိုပါလိမှာ2-2ဆိုတဲ့တရေရလက်ထွက်ပေါ်ခဲ့တဲ့အတွက် ိမ်ခွင်းမှာတို့เนาะ Emirates အနေနဲ့ဒီ Lion အသင်းကို အိမ်ကွင်းမှာအဲ့ပွဲအတွက်ပဲတို့ပို့ပြီးတော့အိုင်အောင်စိုက်မယ်လို့ပဲကျွန်တော်ယူဆတယ်အဲ့တော့ line up လည်းကြည့်ရင်တော့သိတာပဲထင်ပါတယ်အဲ့တော့အဲ့ရှေ့မှာမတိုင်ခင်က CD အသင်းကိုအိမ်ကွင်းမှာဖင်ပိတ်ကန်ပြီးတော့ဈေးဈေးနဲ့ပဲပွဲပြီးခဲ့တယ်အဲ့ရှေ့မှာပြန်ကြည့်ရင် Northern Force အိမ်ကွင်းမှာ 1C နဲ့ပဲပွဲပြီးခဲ့တယ်အချက်ကြောင့် Northern Force လို့အသင်းနော်လက်ရှိခြေစွမ်းကျနေတဲ့အသင်းကိုတော့ 1C နဲ့ရှုံးခဲ့တဲ့ United အဝေးကွင်းဟာလက်ရှိပြီးသားတဲ့တလုံး40ပေါင်းကြီးကိုနူးကစဲဘလို့မှနိုင်စရာအကြောင်းမရှိဘူးဗျအဲ့တော့ United ကိုကြည့်ရတဲ့ဒီအသင်းအဝေးကွင်းကတော့16ကိုသွင်းထားတယ်16ကိုပေးထားတယ်နူးကစဲကဒီအသင်းအိမ်ကွင်းမှာ26ကိုသွင်းထားတယ်16ကိုပေး ေးထားတဲ့အနေဒါကြောင့်ဘလို့ပဲဖြစ်ဖြစ်အဖက်ဖက်ကတုံးတိုင်းရတော့ကျွန်တော်ညူကာဆယ်ပဲနေသင့်တယ်လို့ကျွန်တော်ယူဆပါတယ်ချေးသွားလာရချင်တော့ဒီ United အသင်းကိုအိမ်ဝင်အနေနဲ့လက်ရှိဒီရသည်မှာအိမ်ဝင်နေအနေနဲ့ပေးတဲ့ GD တဲမှာလက်ရှိအနေဒါရအာဆင်နယ်အိမ်ဝင်မှာအာဆင်နယ်ဟာ ယူနိုက်တက်ကိုတလုံး50ရှုံးပေးခဲ့ပါတယ်2-0နဲ့ပွဲပြီးခဲ့တာဖြစ်ပါတယ်အက်စတန်ဗီလာ level 50ရှုံးပေးပါတယ်ဈေးစီးနဲ့ပွဲပြီးပါတယ်မန်စီးတီးလိုအသင်းတော်မှเนาะမန်ယူပေးတဲ့ဒီယာတီဂျီကတလုံးတည်ပဲရှိနေတဲ့အနေအထားမျိုးမှာနယူကာဆယ်လိုအသင်းကတလုံး40ပေါင်ကတော့နယူကာဆယ်ပဲကြိုက်လေဗျာเนาะနယူကာဆယ်ဘော်ဒီပဲရွေးချယ်ရမှာဖြစ်ပါတယ်เนาะโอเคအဲ့ဒါဆိုတော့ကျွန်တော်တို့ဒါပရီးမီးယားလိ၄ပွဲပြီးပြီဆိုတော့ကျွန်တော်တို့ဒီနေ့ရွေးချယ်မှုလေးတွေပြောပြပါမယ်ရှေ့မှာကျွန်တော် live နှစ်ခုလွှင့်ထားပါတယ်เนาะအဲ့တော့တစ်ခုကတော့ဒါ series live ဖြစ်ပြီးတော့နောက်တစ်ခုကတော့ဘွန်ဒီလီယာနဲ့လာလီယာသုံးသက်ချက် live လေးဖြစ်ပါတယ်အဲ့မှာတော့ကျွန်တော်ပွဲအားလုံးပြောထားတာဖြစ် ြစ်ပါတယ်အဲ့တော့ဒါအခုကတော့ဒါဒီနေ့ရဲ့ရွေးချယ်မှုလေးတွေပြန်ပြီးပြောပြီးမှဖြစ်ပါတယ်အဲ့တော့အဲ့ဒီမှာကျွန်တော်ဒီနေ့အာနှစ်ဆပွဲသုံးပွဲပါပါတယ်မနေ့ကတော့ကျွန်တော်နှစ်ဆသုံးပွဲလုံးအောင်ပါတယ်အဲ့တော့မောင်းကတော့မနေ့ကလေးသင်းမောင်းမောင်းတက်လေတပွဲနဲ့ကြာတယ်လို့လေးသင်းမောင်းမောင်းနဲ့လေတပွဲနဲ့ကြာသွားတယ်ဘာလို့မောင်းကျိုးသွားတယ်အဲ့တော့ဒီနေ့ကတော့ကျွန်တော်လေးသင်းမောင်းနှစ်မောင်းမှထပ်ပြီးတော့ရွေးချယ်တာတယ်အဲ့တော့ 23ရက်4လ2025ရက်ကျွန်တော်ဒီနေ့ဒါရွေးချယ်ထားတဲ့ပွဲအားလုံးပေါင်း၄သမောင်း၂မောင်းနဲ့အတူ၂ဆ၃ပွဲဒါရိုးရိုးပွဲလေး၂ပွဲလေးရွေးချယ်တာပဲတော့အသေးလေးလမလေးနဲ့ဒီ live လေးကိုရောက်တစ်ချက်လောက်ကိုယူပြီးတော့နှိပ်ပေးကြပါမှာ brother တွေနော်ကျေးဇူးများတင်ပါတယ်ဗျအဲ့တော့ဒါဒီနေ့ဒါ23ရက်4လ2025ရက်ရွေးချယ်မှုတွေမှာ၂ဆပွဲ၃ပွဲရတော့ Wolverhampton ပေါ်ဒီ Stuttgart 9ပေါ်နဲ့ Bilbao 9ပေါ်ဖြစ်ပါတယ်ဒါကဒီနေ့ရဲ့ဒါနှစ်စာပွဲ3ပွဲဖြစ်ပါတယ်အဲ့တော့ Yuyu ပွဲ2ပွဲရှိပါတယ် Yuyu ပွဲ2ပွဲကတော့ Newcastle ပေါ်ဒီနဲ့ Liverpool 9ပေါ်ဖြစ်ပါတယ်ဒါက Yuyu ပွဲဖြစ်ပါတယ်ဟုတ်ကဲ့ဒါတော့ဒီနေ့ရဲ့တကြောင်တဲ့ပွဲ9ပွဲဖြစ်ပါတယ်ကျွန်တော်က၄သမ Mountain နဲ့နှစ်ဖြစ်ပါတယ်၄သမ Mountain ထဲမှာ Wolverhampton ပေါ်ဒီ Newcastle ပေါ်ဒီ Stuttgart 9ပေါ်နဲ့ဘီဘာကို9ဖြစ်ပါတယ်ဒါက၄သမောင်း1ဖြစ်ပါတယ်မောင်း1လေးပြောပြမှာမောင်း1ထဲမှာလီဗာပူး9ပေါ် Baptist body, Roma body နဲ့ Benfica body ဖြစ်ပါတယ်เนาะ Liverpool 9ပေါ် Baptist body, Roma body နဲ့ Benfica body ဖြစ်ပါတယ်ဒါကတော့ဒီနေ့လေးသမောင်းမောင်းနှစ်ဖြစ်ပါတယ်အားလုံးပဲ goal ball ညီကိုတွေเนาะအဲ့တော့ကျွန်တော်အဲ့ထဲမှာ Benfica လေးတော့ထည့်ထားတယ်ဗျာเนาะအဓိကသူတို့ရဲ့လက်ရှိဒါကာက Sporting Lisbon ကိုကြော်တော့မှာเนาะအဲ့တော့ Benfica ပဲဖလားရမယ်အနေထားလေးမြင်ပါတယ်အဲ့တော့လက်ရှိ Benfica ရဲ့ chase man လည်းအရင်ကြီးကောင်းနေတယ်လို့ chase on Brighton လည်းတော်တော်လေးမှန်ပါတယ်အဲ့တော့လက်ရှိ Benfica ဟာ ဒီ sporting lisbon နဲ့နှစ်မှလားမသိဘူးဗောနဒီဘွဲ့နိုင်တာနဲ့နှစ်မှလားသုံးမှလားမသိဘူးပြတ်မယ်ဖြစ်တယ်အတော့လက်ရှိအနေထားရတော့ go different လေ banfica sporting lisbon ကိုမှီအောင်လိုက်ရအောင်မှာဖြစ်ပါတယ်ဒါကြောင့်နှလုံးကတော့ aacc ပြတ်မယ်အချက်ကြောင့်ကျွန်တော် banfica body လေးကိုမောင်းထဲမှာထည့်ထားခြင်းဖြစ်ပါတယ်เนาะကျွန်တော်ကတော့ကျွန်တော်မကြိုက်ဘူးဗျအဲ့ဒီအောက်ကဟိုဟိုဟွာလေး ဲလီဂူ1လည်းကျွန်တော်မကြိုက်ဘူးเนาะလက်ရှိလီဂူ1ကအသင်းကြီးဆိုတော့ဒီနေ့လိုင်ယွန်တသင်းနဲ့ပဲပါတယ်ပေါ့เนาะကျွန်တော်ကဒီတန်းစင်းဆောင်ရုံးကန်ကြီးဖြစ်တဲ့အတွက်ကျွန်တော်အိုက်ပွဲတွေကျွန်တော်ရှောင်ထားပါတယ်เนาะကျွန်တော်ရောတိတ်မကြိုက်ဘူးအဲ့တော့အဲ့ထဲမှာအဲဟိုဟာလေးတော့မဆိုးဘူးဗျဒီဒီဟိုဟာပေါ့ပြောက်သွားလေဆိုတော့အဲဖီနာဘာချီပွဲကတော့လေအမှန်တမ်းပြောရင်တော့ အဲကြေးကတော့တော်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 လေးကိုပြော့တယ်ဗောနော်။ဘာလို့ဖီနာဘာကြီးရဲ့ပထမအကြော့တုံးကနှလုံး90ရှုံးကိုကျွန်တော် 4C နဲ့ပွဲပြီးတာ။ဆိုတော့ဒီဒီဘောမှာတကယ်ပေးသင့်တဲ့ကြေးကဒီလက်ရှိအနေထားအရာနှလုံး90ရှုံးဆိုတော့ဒီဘောမှာနှလုံး90ပေါင်းအဝေးခွင့်ကနေပေးရမှာ။ဒါကိုတစ်လုံး30ရှုံးပဲပေးထားတယ်ဆိုတော့နိုင်အောင်မှကတ်ပြီးပဲနိုင်မယ့်အနေထားဖြစ်တယ်လို့တည်ရည်လဲကြာသွားနိုင်တာကြောင့်ဒီဘက်ဖီနာဘာကြီးကြေးတော့အနှိမ့်ငယ်လေးတော့ပြော့တယ်ဗျာနော်။အဲ့တော့ဒီဘက်က service ball ကိုပြန်ကြည့်ရရင်ဒီဟာဒီမှာကအဲအဲ့လောက်ကြီးလဲခြေစွမ်းကောင်းမွန်တဲ့အနေထားမျိုးတော့မရှိဘူး။ဒါပေမဲ့ Galatasaray လို့အသင်းကောင်မှာ service ball အင်္ဂွယ်မှာနှလုံး90ပေါင်းအထိနော် ော်ဒီရာဒီမှာပေးခဲ့တာပါအဲတုန်းကလည်း2 3ဆိုရရလာနဲ့ service board ကြီးအောင်ခဲ့တာကြောင့်အခုပေးတဲ့ fina ပါကြီးကြီးဟာတော်တော်ကြီးပြော့နေပါတယ်နော်ဒါက line app နဲ့လည်းသက်ဆိုင်မယ်ထင်ပါတယ်အဲ့တော့ fina ပါကြီးဟာဒီရာဒီအဝေးခွင်းအဲ့လောက်ကြီးညံ့တဲ့အသင်းမျိုးမဟုတ်ဘူးကြီးလဲအောင်တဲ့အောင်ထိုက်တဲ့အသင်းထဲမှာပါတယ်ဒါကိုတော့အခုတစ်လုံး30ရုံပေးထားတဲ့အနေထားကတော့ကျွန်တော် service board body လေးတော့ ပါပါလေးတော့ကြိုက်တယ်ဗျာနော်โอเคပါကြည့်အဲ့ဒါဆိုတော့ကျွန်တော်ဒီနေ့ live လေးကတော့နောက်နေရနာပြစီပါဆိုနေနော်အော်ဒါဒါပြီးပြီဆိုတော့မနေ့ပြန်အဲဟိုကဂျားရဲ့ကျွန်တော် champion league နဲ့ဒါ europa league ဒုတိယအကြော့ပွဲလေးတွေကျွန်တော်တောက်လျှောက် live လေးတွေရှိပါမယ်နော်โอเคအားလုံးပဲကိုယ်လက်ပါဒီနေ့ဒါတချို့ brother share ပဲ brother comment ပဲ brother တွေကြောက်ချင်းဆက်ကြည့်သမီးအားကြည့်ပါဗျာမင်္ဂလာစီစောညလေးဖြစ်ပါစေဗျာ